မြင်တွေ့နေရတဲ့ဗီဒီယိုကတော့ကျွန်တော်ဒီ9လပိုင်း33ရက်နေ့ကျွန်တော်2025မှာဒီမဟာချိုင်းနယ်မြေမှာဖြစ်သွားတဲ့ကျွန်တော်တို့ကားနဲ့ရက်ထားဖို့ကကြာသွားတဲ့ လူပွဲချင်းပြီးတည်ဆုံးသွားတဲ့ဒိန်းပဲဖြစ်ပါတယ်ခင်ဗျဒါကြောင့်မို့ကျွန်တော်တို့ Thai မှာဒီတကယ်ကိုအလုတ်လုံနေတဲ့သူတွေဆိုရင်အလန်းသွားလာအထူးပယူးဆိုင်ပါခင်ဗျဘာကြောင့်လဲဆိုတော့အခုဒီရက်ထားပေါ်ရက်ထားကျိတ်သွားတဲ့မိန်းကလေးဆိုရင်ဒါအသက်28နှစ်ပဲရှိသေးတယ်ခင်ဗျကျွန်တော် Thai ကိုရောက်နေတဲ့မြန်မာနိုင်ငံသားအများစုနေလဲဆိုရင်အခုလိုမျိုးအလုတ်ယုံစက်ယုံသွားတဲ့အခါမှာတချို့တော့ဒီကားအကျိုးအပို့တွေနဲ့သွားတဲ့အခါမှာအထူးတတိပြုပါအခုဖြစ်သွားတာကတော့တကယ်စိတ်မကောင်းစရာလုံးဝဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်အသက်ကလည်းအသက်28နှစ်အရွယ်ပဲရှိပါသေးတယ်ခင်ဗျဒါကြောင့်မို့လို့ကျွန်တော်တို့ကဒီ လိုမျိုးအခုဖြစ်သွားတဲ့နေရာမှာကာသမာရဲ့ပေါ်ဆမှုဆိုပေမဲ့လည်းကျွန်တော်မြန်မာလူမျိုးတယောက်အနေနဲ့အများကြီးဆုံးရှုံးဝမ်းနည်းခြေခွေရပါတယ်။ဒါကြောင့်မို့ကျွန်တော်တို့တကယ်ကိုမိသားစုနဲ့ထပ်တူညီများကျွန်တော်တို့ဒါတော်တော်လေးကိုမှခံစားရပါတယ်။အဒီနေ့ဒီကျွန်တော်တို့ဒီမြန်မာလူမျိုးအများစုအနေနဲ့ကတော့ကျွန်တော်တို့စက်ယုံလုံယုံတွေမဖြစ်မနေနိုင်ငံခြားမှာလာပြီးလုပ်ရတယ်ဆိုပေမဲ့လည်းကျွန်တော်တို့ဟာတကယ်ကို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 ပေါ့နော်တတိဝိရိယထားပါပို့ပြီးတော့မှလည်းဒီဖြစ်စဉ်သွားဖြစ်သွားတဲ့ပုံစံဗီဒီယိုမှာကြည့်မယ်ဆိုရင်တကယ်ကိုမှ အဟိုယူကျုံမရဖြစ်တယ်ဗောနော်ဗီဒီယိုထဲမှာထက်ခါထက်ခါပြန်ကြည့်တိုင်းမှာတကယ်ဝမ်းနေမိတယ်ဘာကြောင့်ဆိုတော့ကျွန်တော်တို့ဒီ ဖြစ်သွားတဲ့ပုံစံအနေထားဟာတကယ်ဆိုကားပေါ်ခုံမဆင်းလိုက်ဘူးဆိုရင်လည်းဘာမှမဖြစ်ဘူးဒါပေမဲ့သူ့ရဲ့ကံဝင်ကလည်းဒီနေ့ဒီချိန်မှာဒီလိုဖြစ်လာမယ်ဆိုတဲ့အရာပါလည်းဖြစ်နိုင်တယ်ဒါပေမဲ့ကျွန်တော်ကံဝဉဏ်ဆောက်တာလည်းဖြစ်နိုင်တယ်ဒါကြောင့်မို့ဘလိုပဲဖြစ်ဖြစ်အခုလိုဖြစ်သွားတဲ့အခါမှာဆိုရင်တော့ကျွန်တော်တို့တကယ်ကိုအထူးပိုပြီးတတိထားရမယ်အနေထားကိုရောက်နေပါလေအဲ့တော့ဒီကျွန်တော်အလုပ်သွားတဲ့အားဖြင့်ဖြစ်ကားစီးရဲ့နေရာပဲဖြစ်ဖြစ်ဘယ်နေရာပဲသွားသွားကျွန်တော်တို့ဟာပိုပြီးတော့မှတတိဝိတ္တိယထားရင်ဆိုရင်တော့လုံးဝ အဆင်ပြေပါတယ်ကျွန်တော်လောကကြီးမှာလူကြီးတွေပြောတဲ့စကားတွေလိုပဲကျွန်တော်တို့ဟာဒီကျွန်တော်တို့တတိဆိုတာကျွန်တော်ပို့တယ်ဆိုတာမရှိအများနဲ့လုံနေတာဖြစ်တဲ့အတွက်ကြောင့်တတိဝိရိယထားပါလို့ပြောချင်ပါတယ်အဲ့တော့ဒီတည်ဆုံးသွားတဲ့ဒါနာမည်ဆိုတော့မတ်ဖြူဖြူပေါ့နော်အဲသူ့ကိုလည်းဒါကောင်းရာနော်ဘုံဘွားတို့ရောက်ပါစေလို့ထပ်ပြီးတော့ဆုတောင်းပေးပါရခင်ဗျာအဲ့တော့အလုံးလဲဒီနေ့ကျွန်တော်တို့တကယ်ကိုမှဘေးရန်အနေချင်းနဲ့သူတွေဖြစ်ကြပါစေထိုင်းမှာရောက်နေတဲ့ရွှေမြောင်များအားလုံးနေနဲ့အလောက်ကိုင်းနေအဆက်ဆက်ရအဆင်ပြေပါစေ